မင်္ဂလာပါရှင်11ရုပ်တန်ရဲ့မေလ23ရက်နေ့မနက်ခင်းသတင်းတိုင်းထုတ်လွှင့်မှုစီစဉ်စတင်မှာတော့မယ်ဒီကနေ့မှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ဖွဲ့စည်းပုံခြေကံဥပဒေကအထိန်းသိမ်းထားတဲ့နိုင်ငံရေးနဲ့လူမှုစီးပွားဘဝဟန်ချက်ညီမှုများကိုဖျက်ဆီးပြီးနိုင်ငံတော်ပြိုကဲစေရေးစဉ်ဆက်မပြတ်ဆောင်ရွက်နေမှုများကိုသတိရှိရမယ်လို့ NASA ကဥက္ကဋ္ဌပြောကြားတဲ့သတင်းလာမယ့်တစ်ပတ်အတွင်းတနိဒာကြီးနဲ့ပြည်내ချုပ်မှာမိုးကြီးခြင်းနဲ့လေပြင်းတက်ခဲ့ခြင်းများဖြစ်ပေါ်နိုင်တဲ့သတင်း 2025ခုနှစ်ဇန်နဝါရီလ30ရက်မှမေလ20ရက်နေ့ထိအွန်လိုင်းလောင်းကစားလုပ်ငန်းများတွင်ပါဝင်ခဲ့တဲ့ပြည်ပနိုင်ငံသား9000ကျော်ကိုစစ်ဆေးပို့ထုတ်နိုင်ခဲ့ပြီး8469ဦးကိုတန်ဆိုင်ရာနိုင်ငံများထံလွှဲပြောင်းနေတဲ့တွင်လာရှုံမျိုးတွင်2025-2026ပညာသင်နှင့်အခြေခံပညာတန်းများအတွက်ကျောင်းအပ်နှံများပြုလုပ်တဲ့တွင် Everest ကိုရောင်းထုတ်မှာမဟုတ်ဘူးလို့ Siri ဆိုပြောကြတဲ့တွင်အစားရှိတဲ့တွင်များကိုတင်ဆက်ပြတော့မှာပါ။ဦးစုံတွင်ဒီပုံအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကထိန်းသိမ်းထားတဲ့နိုင်ငံရေးနဲ့လူမှုစီးပွားပွားဟန်ကျန်းညီမှုများကိုဖျက်ဆီးပြီးနိုင်ငံတော်ပြိုကွဲစေရေးစစ်ဆေးမပြတ်ဆောင်ရွက်နေမှုများကိုသတိရှိရမယ်လို့နာဆာကဥက္ကဋ္ဌပြောကြားတဲ့တင်ကိုတင်ဆက်ပေးပါမယ်။ဖွဲ့စည်းပုံအခြေခံဥပဒေကထိန်းသိမ်းထားပြီးနိုင်ငံရေးနဲ့လူမှုစီးပွားပွားဟန်ကျန်းညီမှုများကိုဖျက်ဆီးပြီး နိုင်ငံတော်ပြုတ်ကွဲစေ၍စင်စဲမပြတ်ဆောင်ရွက်နေမှုများကိုတိရှိသတိရှိရမှာဖြစ်ကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတမ်မတော်ကဝေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောကြားပါသည် ်မေလ22ရက်နေ့နံနက်ပိုင်းတွင်နေပြီးတော့ရှိဇေယသီတိဘိမမကျင်းပါ၏အခြေခံနှင့်တက်မြင့်ရေချောင်းလူငယ်တန်းအမှတ်စဉ်တင်မြင့်ဆောင်2025နှင့်အခြေခံနှင့်တက်မြင့်လေချောင်းလူငယ်တန်းတင်မြင့်ဆောင်2025မှတင်နန်းသားတင်နန်းသူများနှင့်အုပ်ချုပ်သူနှိပြများအားတွေ့ဆုံမှာစကားပြောကြရာတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတက်မတော်ကဝေးဦးစီးချုပ်ဘိုးချုပ်မူကြီးမြောင်းလိုင်းကအထက်ပါတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါသည် အဖြတ်သမားများအနေနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေက ထိန်းသိမ်းထားပြီးမြန်မာနိုင်ငံရဲ့နိုင်ငံရေးဟန်ချက်ညီမှုလူမှုစီးပွားဘဝဟန်ချက်ညီမှုများကိုသိရှိကြကြောင်းအဆိုပါဟန်ချက်ညီမှုများကိုဖျက်ဆီးနိုင်မှသာ၎င်းတို့ရဲ့ရုံမာတဲ့နိုင်ငံတော်ပြိုကွဲစည်ရေးအကျဉ်းစီများနဲ့ဒေတာတွင်မြန်မာကိုတည်ကျပ်ထားပြီး၎င်းတို့ထိန်းချုပ်လိုတဲ့နိုင်ငံများကိုထိန်းချုပ်လိုတဲ့အကျဉ်းစီများအားအကောင့်ထဲပေါ်နိုင်မှာကိုသိရှိကြကြောင်း ဒါကို၎င်းတို့စင်စဲမပြည့်ဆောင်ရနေကြတာကိုမိမိတို့နိုင်ငံသားများအားလုံးကသိရှိသတိရှိရမှာဖြစ်ကြောင်းနာဆာကဥက္ကဋ္ဌတမရော်ကကွေရေးဦးစီးချုပ်ကပြောကြားပါသည်။နိုင်ငံတော်စီမံအထောက်အကူကောင်စီအနေနဲ့နိုင်ငံရေးရည်မှန်းချက်နှစ်ရက်ဖြစ်စစ်မှန်စည်းကမ်းပြေးွားတဲ့ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးနဲ့အမျိုးသားရေးရည်မှန်းချက်နှစ်ရက်ဖြစ်တိုင်းပြည်သားရွာပြောရေး စာရေးရိတ်ခါဖူလုံရေးတို့ကိုချမှတ်ထားကြောင်းပြည်သူများလှူလာတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုရှောင်လန်းတဲ့နေရာမှာ2020ပြည့်နှစ်ရွေးကောက်ပွဲလို့တမိုင်းမှာအယုတ်ဆိုးအကြီးတန်းတဲ့အဖြစ်မျိုးများရွေးကောက်ပွဲမတိုင်မီကာလမှာလည်းဒီမိုကရေစီအမြေခံဥပဒေမဲ့လှုပ်ဆောင်မှုများအာဏာရှင်ဆန်ဆန်လှုပ်ဆောင်မှုများကြောင့်တိုင်းပြည်ရဲ့စီလုံးညီညွတ်မှုဟန်ချက်ညီရည်တည်မှုများပြိုကွဲမဲ့အဖြစ်များထပ်မံမဖြစ်ပေါ်စေရည်လှုပ်ဆောင်ကြရန်လိုအပ်ကြောင်းနာဆာကဥက္ကဋ္ဌတမရောကကွေဦးစီးချုပ်ကပြောကြားပါသည် ။နောက်တဲ့သတင်းတစ်ပုဒ်အနေနဲ့လာမယ့်တစ်ပတ်အတွင်းတိုင်းဒေသကြီးနဲ့ပြည်နယ်ချို့မှာမိုးကြီးခြင်းနဲ့လေပြင်းတက်ခတ်ခြင်းများဖြစ်ပေါ်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လေတုမငြိမသက်မှုများနဲ့မုတ်တုံလေအားကောင်းလာနိုင်ခြင်းများကြောင့်မေလ23ရက်နေ့မှ30ရက်အတွင်းတိုင်းနယ်ပြည်နယ်ရှိဒေသအချို့များမှာငိုကြီးခြင်းနဲ့လေပြင်းတက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ကြောင်းဝက်လေဝသနှင့်စလားပြေတာညှို့ချမှုဦးစီးဌာနကထုတ်ပြန်ပါသည် ထုတ်ပြန်ချက်အရကပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာလေတုမငြိမ်သက်မှုများဖြစ်ပေါ်လာနိုင်ခြင်းကြောင့်လကောက်မောက်တုံလီအားကောင်းလာနိုင်ခြင်းကြောင့်လကောက်အပူပြန်တက်တိမ်များဖြစ်ထွန်းမှုအားကောင်းခြင်းကြောင့်လကောက်မေလ23ရက်နေ့မှ30ရက်အတွင်းစကိုင်းနဲ့ဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာကျဲကျဲမှနေရာဆိတ်ဆိတ်နေနေပြီးတော့ရန်ကုန်တိုင်းဒေသကြီး မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊အေရီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ် ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာအနှံ့ပြားမိုးထစ်ချုံရွာပြီးအချို့ဒေသများတွင်နေရာကွက်ရီမိုးကြီးနိုင်ကြောင်းသိရပါသည်။ဒီအတွက်ကြောင့်မိုးသည်ထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းမိုးသီးကျွေခြင်းလျှက်ပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်တာကြောင့်ကုန်းမြင့်ဒေသနီးတွင်နေထိုင်ကြသူများအနေနဲ့မြေပြိုမှုအနေနဲ့မြင့်ငယ်ချောင်းငယ်များနီးတွင်နေထိုင်ကြသူများအနေနဲ့ရေကြီးရေလျှက်မှုများကိုကြိုတင် တိပြုရှောင်ချနိုင်ပါရဲ့နဲ့ပြည်ရင်းရေချောင်းသွာလာရေးနဲ့လေချောင်းပြန်တဲ့ရေးအနေနဲ့လေကြိုတင်တတိပြုနိုင်ရန်မိုးစလားကအတိပေးထားကြောင်းသိရပါတယ်။ ဆလပီ2025ခုနှစ်ဇန်နဝါရီလ30ရက်မှမေလ20ရက်နေ့အထိအွန်လိုင်းလောင်းကစားလုပ်ငန်းများတွင်ပါဝင်ခဲ့တဲ့ပြည်ပနိုင်ငံသား6000ကျော်ကိုစစ်ဆေးဖော်ထုတ်နိုင်ခဲ့ပြီး8469ဦးကိုသက်ဆိုင်ရာနိုင်ငံများတန်လွှဲပြောင်းတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။2025ခုနှစ်ဇန်နဝါရီလ30ရက်မှမေလ20ရက်နေ့အထိအွန်လိုင်းလောင်းကစားလုပ်ငန်းများတွင်ပါဝင်ခဲ့တဲ့ပြည်ပနိုင်ငံသား6000ကျော်ကိုစစ်ဆေးဖော်ထုတ်နိုင်ခဲ့ပြီး8469ဦးကိုသက်ဆိုင်ရာနိုင်ငံများတန်လွှဲပြောင်းပေးခဲ့ကြောင်းသိရပါတယ်။ နိုင်ငံတော်ဆိုရအနေနဲ့ online အသုံးပြုလိမ့်လည်မှုနဲ့ online လောင်းကစားမှုလို့ဆောင်နေသူများပါဝင်ပတ်သက်သူများအားလုံးကိုပြပြတတစုံစမ်းဖော်ထုတ်လျက်ရှိပြီးအဆိုပါလုပ်ငန်းများတွင်ဆက်ဆက်ပါဝင်ခဲ့ကြတဲ့ပြည်ပနိုင်ငံသားများအားသက်ဆိုင်ရာနိုင်ငံများသို့စနစ်တကျပြည်နယ်လွှဲပြောင်းပေးလျက်ရှိပါသည်။အဲ့လိုပြည်နယ်လွှဲပြောင်းလျက်ရှိရာပြည်ပြည်နယ်များတွင်မြို့ရှိကုတ်ကိုမဲထော်တလေးနှင့်ကြောက်ခက်နေမည်များတွင် online လောင်းကစားမှုများ online လည်လည်မှုများပါဝင်ဒုစရိုက်မှုများကျူးလွန်ခဲ့ကြတဲ့တောင်ကိုရီးယားနိုင်ငံသားတအူး ိုင်ဂျီးရီးယားနိုင်ငံသား9ဦး၊အိန္ဒိယနိုင်ငံသား10ဦး၊ရုရှားနိုင်ငံသား2ဦးနဲ့ဖိလစ်ပိုင်နိုင်ငံသား12ဦးစုစုပေါင်း32ဦးတို့အားမေလ20ရက်နေ့ကမြန်မာထိုင်းအမှတ်၄ချစ်ချည်ဒရာမတဆင်သက်ဆိုင်ရာနိုင်ငံများသို့ပြည်နယ်လွှဲပြောင်းပေးခဲ့ကြောင်းသိရပါသည်။ ထို့အတူမြရီမြို့ရွှေကုန်းကိုမဲထော်တလေးနေကြောက်ခက်နေမိများသို့တရားမဝင်လမ်းကြောင်းများမှတဆင့်ဝင်ရောက်နေကြတဲ့ဖိလစ်ပိုင်နိုင်ငံသား9ဦး၊နိုင်ဂျီးရီးယားနိုင်ငံသား2ဦး၊အိန္ဒိယနိုင်ငံသား3ဦး၊တရုတ်နိုင်ငံသား2ဦးစုစုပေါင်းပြည်ပနိုင်ငံသား13ဦးအားလည်းထပ်မံစစ်ဆေးဖော်ထုတ်ထိမ့်သိမ်းနိုင်ခဲ့ကြောင်းသိရပါသည်။ 2025ခုနှစ်ဇန်နဝါရီလ30ရက်မှမေလ20ရက်ထိမြန်မာနိုင်ငံအတွင်းသို့တရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားစုစုပေါင်း969ဦးစစ်ဆေးဖို့ထုတ်ထိန်းသိမ်းနိုင်ခဲ့က၎င်းတို့နှက်မှ8469အားပြည်နယ်လွှဲပြောင်းပေးခဲ့ပြီးကြန့်ရှိတဲ့ပြည်ပနိုင်ငံသား630အားသက်ဆိုင်ရာနိုင်ငံများသို့လွှဲပြောင်းပေးရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့်၎င်းတို့ကိုကောင်းမွန်စွာထိန်းသိမ်းဆောက်ရှောက်ထားရှိကြောင်းသိရပါသည်။ ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့လာရှိုမျိုးမှာ2025-2026ပညာသင်နှင့်အခြေခံပညာတန်းများအတွက်ကျောင်းအပ်နှံများပြုလုပ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လာရှိုမျိုးမှာ2025-2026ပညာသင်နှစ်ပြည်내အဆင့်ကျောင်းအပ်နှံရေးနှစ်အခမ်းအနားကိုမေလ22ရက်နေ့နနက်6:00နာရီကအမှတ်6အခြေခံပညာထက်တန်းကျောင်းတွင်ပြုလုပ်ခဲ့ပါသည် လာရှိုးမျိုးပေါ်ရှိအခြေခံပညာကျောင်းများတွင်လည်းကျောင်းအပ်စတင်လက်ခံနေပြီဖြစ်တာကြောင့်ဒေသခံပြည်သူများအနေနဲ့မိမိတို့ရဲ့သားသမီးများကိုကျောင်းသွားရောက်အနှံ့နေကြပြီဖြစ်ကြောင်းသိရပါသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့တွင်2025-2026ပညာသင်နှင့်ကျောင်းအပ်နှံရေးသတင်းပတ်ဆိုင်းဘုတ်တင်ပွဲများကိုမေလ15ရက်နေ့လာရှုံမြို့တွင်ပြုလုပ်ခဲ့ပြီးကျောင်းခွင့်ရသည့်အစ်စ်မှာကျောင်းသားကျောင်းသူများအဆင်ပြေစွာပညာသင်ကြားနိုင်ရေးအတွက်ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခဲ့ကြောင်းသိရပါသည်။လာရှုံမြို့တွင်အထက်တန်းစင်ကျောင်း၁၁ကျောင်းအလယ်တန်းစင်ကျောင်းပေါင်း၂၀ကျောင်းမူလာတန်းစင်၃ကျောင်း စုစုပေါင်းအခြေခံပညာကျောင်းပေါင်း33ကျောင်းဖွင့်လှစ်သွားမှာဖြစ်ပြီးကိုပိုင်ကျောင်းများစုလည်းပြန်လည်ဖွင့်လှစ်တော့မှာဖြစ်ကြောင်းသိရပါသည်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ Everest ကို ရောင်းထုတ်မှာမဟုတ်ဘူးလို့ Siriso ပြောကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ Atletico အသင်းဥက္ကဋ္ဌ Siriso ကအသင်းတက်စစ်မို Everest ကိုရောင်းထုတ်မှာမဟုတ်ကြောင်းပြောကြားခဲ့ပါတယ်။အသက်25နှစ်အရွယ်ရှိ Argentina တိုက်စစ်မို Everest ဟာပြီးခဲ့တဲ့2024နှစ်ရာသီကမှ Man City အသင်းမှာ အက်တလတီကိုသင်းထန်ကိုပေါင်87သန်းမှ8သန်းယူရို65သန်းနဲ့ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။၎င်းဟာရှခုရာသီမှာအက်တလတီကိုသင်းရဲ့အဓိကကစားသမားအဖြစ်ခြေစွမ်းပြနိုင်ခဲ့ပြီးပြိုင်ပွဲဆုံး53ပွဲမှာ29ဂိုးအထိသွင်းယူခဲ့ပါတယ်။၎င်းမှာ Emirates အတွက်ကစားသမားဘွားတစ်လျှောက်တရာသီအတွင်အကောင်းဆုံးစွမ်းဆောင်မှုဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ဒါကြောင့်၎င်းကိုခေါ်ယူရန် La Liga ထိပ်သီး Barcelona သင်းနဲ့ Premier League ထိပ်သီး Liverpool သင်းတို့ကစိတ်ဝင်စားနေကြောင်းသိရပါတယ်။ Everest ကိုရင်းကလည်းကလန်းမှုများကိုနားဆင်နေပြီးထိုက်တန်တဲ့ကလန်းမှုများရှိလာပါကအသင်းပြောင်းရွှေ့လို့နေကြောင်းသတင်းထွက်ပေါ်နေပါတယ်။ဒါပေမဲ့ Atletico ဥက္ကဋ္ဌ series ဆိုကမှု Everest အားရောင်းထုတ်မှာမဟုတ်ကြောင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။မကောင်းက Everest ကကျွန်တော်တို့ကစားသမားပါ။ကျွန်တော်တို့သင်းမှာပဲသူဆက်ရှိနေမှာပါ။ Barcelona က Everest ကိုကြိုက်တယ်လို့ကျွန်တော်တို့လည်းရမားကိုကြိုက်ပါတယ်။ဒါပေမဲ့ Everest ကိုကျွန်တော်တို့မရောက်မှာဘူးလို့ဆိုခဲ့ပါတယ်။ လေဗယုတ်တရေမနက်ခင်သတင်းများကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုနားဆင်ပေးခဲ့တဲ့ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောမနက်ခင်ဖြစ်ကြပါသည်ရှင်